ညောင်ခင်ဗျာအင်ဖုတ်ဘောညူဆိုပါလေအဲကျွန်တော်ဒီနေ့ YouTube channel မှာကျွန်တော်နှစ်ပွဲပဲရှိရပါတော့။အစပင်လာလီကဘယ်လီကာနုံပွဲရဲ့အီတလီကဘလိုနာပွဲနှစ်ပွဲကိုကျွန်တော်ရွေးချယ်ပြီး30ချက်လုပ်ပေးချင်ပါတယ်ခင်ဗျာနော်30ရွေးချယ်ပေးချင်ပါတယ်။အဲကျွန်တော် Telegram channel ကိုလည်း join ရပေးပါခင်ဗျာ။ join ရမယ်ဆိုရင်ကျွန်တော်ဒီအဲဒီနေ့လေပွဲကြီးပေါ့နော်ဒီ online ပွဲကြီးကို tip လေးကျွန်တော်ရှင်းပြလေးရှိပါတယ်။ပြီးရင် အကျိုးရစနေတင်းကိုရတော့ဘလုံးမရှိတဲ့နေရာမှာကျောင်းနေတဲ့ free date တွေကိုလည်းကျော် telegram channel မှာတင်ပြရရှိပါခင်ဗျာနော်ဒီ mount တွေလည်းတင်ပြရရှိပါတယ်အဲ telegram channel ကို join ရမယ်ဆိုအချိုးမြတ်ရှိမယ်ဆိုတော့ကျွန်တော်ရေးဝန်ပြောအေးပါခင်ဗျာအားမ join ရအောင်ပြောချင်ပါတယ်ဒီ comment မှာ link ရှိပါတယ်ထိုင်းဖို့ကိုစီစီဆဲမယ်ဆိုရိုက်ရှောက်လို့ရပါခင်ဗျာနော်ဟိုစရအောင် valley canon နဲ့ valencia ပေါ့နော်အဲ valley valley canon က67 valencia 6နော်ဆိုတော့ဒီနှစ်သင်းရဲ့ဒီ နောက်ပြီးရစတွေ့ရင်သတိထားမိတာကဗေဒီကန်တို့ကတော့အလေလက်အသင်းဖြစ်တယ်ဘလင်းစီယာကတချင်အသင်းဖြစ်ပေမဲ့လက်ရှိမှာချစ်ဆွဲမတူနေတဲ့ဒီအလေလက်အသင်းပုံစံဖြစ်နေတယ်ပေါ့နော်အဆင့်16ကြီးရောက်နေသူရဲ့ market ဆို value ကလည်းဒီလူစင်းတန်ကောကအဲမစိုးဘူးကမစိုးကောင်းလည်းမပါတယ်နော်တန်120 30လောက်ရှိတယ်ပေါ့နော်အဲ့တော့ဒါကသူနေရာမဲ့အဆင့်တန်မဟုတ်တဲ့မှာပါတယ်ပေါ့နော် okay အဲ့တော့လူရင်းပြောရမယ်ဆိုရင်အဲဘလင်းစီ အစီရောက်ဘယ်လီကန်တော့ level 80ရှုံပေးထားတယ်။တေရှုံနီးပါးပဲပေးထားတယ်ပေါ့နော်။ဂုံးစီက250ရှုံပေးထားတယ်။အဲဒီအကျိုးပြမှုကစားတွေ့ရင်မှဒါအရင်ပြင်းနေကိုကျော်မြင်တယ်။ဘာလို့လဲဆိုတော့ဘာလို့ပြင်းလာလဲဆိုတော့ဒီနာမည်ရေးရှိမယ်ဆိုရင်တော့ဒါဘလင်ဘယ်လီကန်ဒီတော့ဒီမှာပေးသိနေတာပြောလို့ရတယ်ပေါ့နော်။ဘလင်စီကလည်းစိုးပြအသင်မဟုတ်ဘူး။ဒါပေမဲ့ level 80ရှုံတေရှုံအထိပေးထားရဲဆိုတာဘာကြောင့်လဲကျွန်တော်တွေးကြည့်ရတဲ့အချိန်မှာကျွန်တော်အချက်လက်လိုက်ကြည့်ရတဲ့အချိန်မှာဒါဘလင်စီရဲ့ဝေဖန် ခြေစွမ်းကြောင်းဖြစ်တယ်ပေါ့နော်6ပွဲကံအဲ6ပွဲကံပြီးသွားတဲ့အချိန်မှာဘလင်စီယာကနိုင်ပွဲမရှိသေးဘူးတီပွဲ2ပွဲ၄ပွဲရှုံးထားတယ်ပေါ့နော်ပြီးပေးဖို့ရများနေ15ဂိုးပြီးထားတယ်ပေါ့နော်အပိကုက15ဂိုးပြီးထားတယ်နိုင်ပွဲလည်းမရှိဘူးရှုံးပွဲလေး၄ပွဲရှိတယ်ဘလင်စီယာဝေဝန်းချီဆန်အရင်ညံဖြစ်နေတဲ့အတွက်ဒါကဗယ်လီကန်ကိုပြီးထားတဲ့ဇီလိုတတ်မှတ်လို့ရတယ်နော်ဗယ်လီကန်တို့ရဲ့အခြေအနေကိုကြည့်ရတော့လေအင်ဝဲဆွဆောင်ကြီးကအဲ့လောက်ကောင်းနေတော့မပါဘူးအဝင်းဝင်းကောင်းတာဗယ်လီကန်ကနော်ငါးပွဲကံမြေရှိမှာတပွဲနိုင်နဲ့သုံးပွဲတည်တပွဲရှုံး နော်အိမ်ဝင်းမှာတပွဲပဲရှုံးသွားတယ်ဒါပေမဲ့ရှားကူသုံးကိုပေးကူသုံးကိုနော်ဘယ်လီကောင်အိမ်ဝင်းမှာသူ့ကိုကိုယ်ကောင်မလဲသလိုအဲအဲ့လိုပုံစံဖြစ်တယ်စီးစီးကန်တာများတယ်ကွာနော်နောက်ဆုံးဒီ real op ကိုလည်းဒီစီးစီးကန်ပြီးတော့နော် real material ကိုလည်းစီးစီးကန်ထားတယ်အဲ့တော့ဒါအပြင်ပါလေဘယ်လာရီယို4စီးနဲ့ရှုံးလာတယ်ပေါ့နော်အဲ့တော့ဖယ်လီကန်တော့တိုက်စစ်ရလည်းအရင်မကောင်းဒါပေမဲ့ခံစစ်တော့ညင်တယ်အဲ့လိုပုံစံဖြစ်တယ်ကိုယ်ောက်စီးရိုက်ကန်တော့နော်အဲအဲ့တော့ အဲ့လိုဖြစ်ပြီမဲ့လေဒီနေ့ဘလင်းစရောက်ပြေးတဲ့ဈေးဘွက်ကဟိုကပုံမှန်ထက်40လောက်ပြင်းတယ်ဥမာပြအင်ဝင်းကြံတယ်ပြအင်ဝင်းအားလုံးကြကြောက်အင်ဝင်းဝေးကြောက်ဒါ30ပဲထားလေဝေး30ပြေးရောโอเคအဲ့တော့ဒါ50လောက်များနေတယ်ကျော်မြင်တယ်အစိုးရ40လောက်များနေပေါ့နော်လေဝေး40လောက်ပဲပြေးရမှာဗျာနော်အများဆုံးပြေး50အဲ့ဒါပို့ပြေးလို့မရအခု30 40များနေနော်အဲအဲ့လိုဒါကျွန်တော်ကြည့်ရချင်းမှာ how to ဟမ်းပါလေဒါအရင်တာလာမတွေ့ရဘူးပြည်ကံတော့ကဘလင်းစီအောင်မှာနေတာနေပြီးရနော် အဲ့တော့ဒါအချင်းကြီးပဲအဖက်ဖက်ကြည့်မယ်ဆိုရင်ဒါအတိတ်ထူးချောင်းမရှိဘူးဒါပေမဲ့လေဘရင်ဘယ်လီကာနောအိမ်ဝင်းဖြစ်တယ်ဖလင်စီယာရဲ့အဝေးဝင်းဖောင်းကအရင်ညံ့တယ်ဗောနော်ဥစားစုနာဟူဝမ်စီနဲ့ရှုံးတယ်နော်ဥစားစုနာအိမ်ဘလင်စီယာရဲ့အဝေးဝင်းဖောင်းပြောပြတာပြီးဘာစီလိုနာကိုစစ်စည်းနဲ့ရှုံးတယ်အက်စပန်ယိုတူတူရဲ့ဂျီရိုနာကိုတင်းက2-1ရှုံးတယ်ရီယိုဖိုးစီနဲ့ရှုံးတယ်အဲ့တော့ဘလင်စီယာရဲ့ဝေးဝင်းက တော်တော်ကြီးပြဆုတ်တယ်ဘယ်လိုဖြစ်နေလဲဘတ်တန်ကြီးကလားဒီကအိုဆာကိုလည်းကိုးပေးရအစပန်ညိုလည်းနှောက်ပေးရတယ်ဂျီယူနာကိုပြောင်းတော့နှောက်ပေးရတယ်ရီယဘာကလို့တကယ်ပါဆွေဘလူးနှစ်သိန်းကိုဒါဆက်ဝူးပေးရတယ်ဒီနှစ်သိန်းကိုအဲ့တော့ဒါဘလင်းစီကာရဲ့ဝေးကွင်းကကလီးရဆန်တယ်ဗောနော်အဲ့တော့ရွေးချယ်မှုစရရမယ်ဆိုရင်တော့ကျွန်တော်အနေနဲ့အဲဈေးကွက်လည်းပြင်ရှောက်မှုရှိတယ်အဲအိမ်ဝင်ကဈေးကွက်လည်းပြင်ရှောက်မှုရှိတယ်ဘလင်းစီကာဝေးကွင်းကလည်းအားကိုးစရာမရှိဘူး နော်အဲ့ဒီချက်တွေကိုကျွန်တော်အခြေခံပြီးတော့ပြီးရင်ဗလီကောင်ကအိမ်ဝင်ရတယ်တပွဲပဲနိုင်တာလေအဲ့ဒီချက်၃ချက်ကိုကျွန်တော်အခြေခံပြီးတော့ဗလီကောင်ကိုတကြောင်နဲ့ကြိုက်ပြီပေါ့နော်အဲ့မှာရွေးချယ်မှုဗလီကောင်ကိုပေါ်ပြီးဖြစ်ပါလေချင်းလေးပြင်းနေကြနော်ဘလင်းစီကလည်းဝင်းဆုပ်တယ်အဲ့တော့နိုင်ချင်များမလို့ထင်တယ်နော်โอเคနောက်တစ်ပွဲနေနဲ့ဘူလိုနာနဲ့ခရိုမိုနက်စ်ပေါ့နော်ဘလုနာအဆင့်၅ဖြစ်တယ်အရှိမအီစီမီလန်နာပိုလီအင်တာရူမာနော် အပြိုင်ဆိုင်ဖြစ်နေစီးရီးယားအရင်လုံးဟုတ်ပဲနဲ့တမတ်နှစ်မှတ်နဲ့ဗျာတည်မလားအဲ့ဒီ1 2 6ကနေဒီတမတ်နှစ်မှတ်အကွာကနေပြည့်စုံမှုပြည့်စုံမှုကြီးကောင်းလာတဲ့ပုံစံလေးတွေ့ရတယ်ပရိုမိုနစ်ကတော့အဆင့်ဆက်နှစ်ဖြစ်တယ်တန်တက်အဆင့်ဖြစ်ပေမဲ့လေခြေဆွဲမာကျုံမှုရှိပြီးတော့အဆင့်ဆက်နှစ်ရောက်နေပေါ့နော်ဆက်နှစ်ပွဲကံရင်းအချိန်မှာ3ပွဲနိုင်တယ်9ပွဲတွေ၄ပွဲရှုံးအသွင်းလေးပုံစံတွေ့ရ73ပွဲရ66ပွဲပြီးသားတယ်နော် ခန်းစစ်ကအရင်မညှက်မိမဲ့အဲပြီးရရမှာပါပြီးတော့တိုက်စစ်ကတော့တပွဲတခုလုံးပြင်းပြဆုံးနိုင်မှာပါတယ်အဲဒီဂိုးန်း390နိုင်ကဒါကြီးမှန်တယ်နေမှာပါပြီးတော့ဘော်ဒီစီးကတော့ပျော့ရှာနေတော့ဂိုလုံးနာလို့ဥပဝင်ဝင်အတွက်ချက်မြန်ရေပန်းစားတဲ့အသင်းနေလဲကြာဘယ်လိုပါမလဲအဆင့်တက်နဲ့အမှန်သိကွာမှုမရှိဘူးကျင်းမြောင်းနေပါတော့ဂိုလုံးနာအနေနဲ့ချက်မြန်စုရနိုင်သေးတယ်ချက်မြန်လေးဝင်နိုင်သေးတယ်အဲ့ဒီထက်မှာတန်းတဲ့အသင်းကို120ရှုံး အရန်ပြော့ပြောင်းနေကြောမြင်ပါတယ်နော်အဲချင်းပြီနိုင်မှဒါအဆင်ပြေပဲဘာလို့ဆိုအောက်မှာကိုမိုးကချင်းချောင်းနေပြီနော်ကိုမိုးကလည်းဒီဘိုးလုံးနိုင်အဆင်ငါးနေရလို့ချင်းချောင်းနေဖြစ်တဲ့အတွက်ဘိုးလုံးနိုင်အမှတ်လိုရချက်ကရှိလာပြီရှိလာနေထားမှလည်းဒီနေ့ပွဲရလေနော်ပွဲတက်ထားတာလေဒီအိမ်ဝင်းလည်းကြံမယ်ခရိုမိုးနေလည်းဖြစ်တယ်ကွာဒီလိုသိမမနိုင်ရောသူချန်ပီယံမပြောနဲ့ချန်ပီယံလေးတော့ဝင်မှာမဟုတ်ဘူးဘိုးလုံးနိုင် နော်ဘလိုနာနေဒီလိုသိမှမနိုင်ရင်ချက်မြန်လိမပြောနဲ့အစိုးရချက်မြန်မပြောနဲ့စီဝီချက်မြန်မပြောနဲ့ချက်မြန်လိတော့ဝင်မဝင်မှာပြီးတော့ဒီချီရတဲ့ရမ်းစွာရယ်ဘလိုနာနော်ပြုံးတော့ကောင်းတယ်ပြေဖို့မှုရှိရယ်နော်အကူတွင်းလာလေစပိစီလေကောင်းတယ်အင်းငွေဝေးလေမဆိုးဘူးအဲ့တော့ဒါဘူလောနာကအနိုင်ကျွတ်မယ်တော့ပါတယ်ဗောနော်အနိုင်မလည်းဒါအဆင်ပြေပါဒါပေမဲ့လေကျိုးနေနဲ့အဲဈေးတန်းကိုကျော်တစ်ချက်ပြန်ကြည့်ကျော်ဈေးတန်းကိုတစ်ခုတည်းဟိုတော့ဗျာအဲ့လိုကြီးမျက်စိမိတ်ပြီးတော့အဲ့လို တည်ယူတိုင်းရောမပါဘူးเนาะကျွန်တော်ရွေးချယ်မှုပုံစံဈေးကွက်ကတဝက်ပဲခြေရတဝက်เนาะအတရားရင်ကွက်မှာဈေးကွက်ရခြေရပြီးရင်အဲကျွန်တော်ရဲ့အတွေးရနော်ဘူဂျီဖလိုးဆိုတာရှိသေးပါဘောနော်အဲ့ဒီချက်ရပါနော်အဲ့တော့အဖက်ဖက်အတွေးဒီဘောလုံးမဲ့တွေရတာပုံမှန်မရှိဘူးပုံမှန်မရှိမှလည်းဒါဟောပါအဘူကြီးရေးရှိမှအဆင်ပြေမှာပေါ့နော်ပုံမှန်ရှိရင်ဒါ theory ဘာညာအကြီးတစ်ခုလည်းရှိရဆိုရင်ဒါထူးသား အမြဲချမ်းသာနေပြီကထိုးလိုက်အမြဲနိုင်နေပြီနော်ထိုးလိုက်ဘာလို့ရှုံးနေရဆိုတော့ကဒီလိုကအဲ့လိုဟိုညီအောင်ငုံထားတာပေါ့နော်ဒီဘွဲမှာကြီးနဲ့ဆိုင်နေမယ်နော်အာဆက်ဘွဲရှိမယ်ကွာတစ်ကကြီးနဲ့ဆိုင်နေနှစ်ကခြေနဲ့ဆိုင်နေသုံးကအဲ through flow ရလေးရဘလို့ပြီးရင်အဲလေးငါကြီးကြီးနဲ့ပြန်ဆိုင်မယ်ခြောက်ကဘလို့ဘလို့အဲ့လိုကွာသိရမလားညီအောင်ထားဘလုံးဘွဲတစ်ဘွဲက brother အကြံနဲ့တခုမှကြီးလိုက်ဘုရားအတင်းစင်းရကအများကြီးမနိုင်အကြီးမလျှော့ဘူးပေါ့နော် အဲ့လိုလေးရှိရကိုပေါင်းဆိုလဲအပေါ်အမြင်မဖြစ်ဘူးအောက်မဖြစ်ဘူးသူကချိန်ဝင်တစ်ခုလို့မျှအောင်ထားတာအမှလည်းဒီဘလုံးဝဲတွေကသူရှိရှိရတူကိုရအောင်ဖြစ်တယ်ပေါ့နော်အဲ့နှစ်တိုင်းသူရတူကိုရအောင်ဖြစ်တယ်ထားပါတော့ဒါလေးကျတော့နောက်မှဗီဒီယိုတစ်ခုထပ်လုပ်ပေးရအောင်နော်အဲ့တော့အဲကျတော့ဒီနေ့ပွဲစဉ်ကိုခြေူကြည့်မယ်ဆိုရင်လည်းဘလုံးနာအရင်ကောင်းတယ်ခြေက1-20ဆိုတော့မလုံလောက်ဘူးပြည်တယ်မလားမလုံလောက်ဘူးဒီရိုမောင်းနာပိုလီတို့ကိုဟိုရှင့်ဖို့အတွက်ဒီနေ့မှာပရိုမိုးနေမှာမနိုင်ဘူးလားဘလုံးနာဘာမှလုံမရတော့ဘူးအဲ့တော့ 1- 50 60ထွက်ကံဒီဘွဲကဘာလို့ဘလုံးတော့ဝန်စီပြရမှာလဲဒီဘွဲကဟုတ်တယ်မလားဘလုံးတော့ဝန်စီထွက်ဘာလို့ကျွတ်ပြောပြီးပြီဘလုံးတော့နေတာဒီနိုင်ပြီဆိုရင်ဒါချက်မြန်စင်းနဲ့ဝင်ဝင်မှာပေါ့နော်ကိုမောကလည်းအောက်မှာလိုက်နှောက်တော့ဝမ်မိုင်းနဲ့50 60အထက်ထွက်ဒီဘွဲကဝမ်မိုင်းနဲ့ဥမာ80နဲ့50နဲ့ရာ90နဲ့80ကြားထွက်ဒီဘွဲကနော်ဒါဆိုဘလုံးတော့ပြိတ္တကိုထုံးသွင်းရင်ဒါ ဆုံးရှုံးဝင်ပြီးသားပါဗျာ။အဲ့တော့အခု1 minus 20 20ဘာမှလုပ်မရဘူး။ရှုံးရင်းပြော်ရယ်ဗျာ။ကိုရိုနာဘက်ကနေဆိုနော်။ကိုရိုနာဘက်နေမဆိုရင်းပြော်ရယ်။အဲ့တော့ကျွန်တော်အနေနဲ့ဒီနေ့မှာစာဟာအဲကြည့်ရဘူဂီဖလိုးရရကျွန်တော်ဒီခရိုမိုနက်စ်ဘောဒီကြောင်းလေးကြိုက်ပါတယ်။ကိုပေါ်တော့အနှလုံးရှုံးမယ်၊သုံးလုံးအတွင်းအပြည့်ရမယ်ဆိုရယ်ကိုကောင်းစီကဘာမှမဆိုဖြစ်သွားနိုင်တဲ့အတွက်ရှောင်းပြီးတော့ကိုကောင်းအာ sorry ခရိုမိုနက်ဒီကြောင်းလေးကြိုက်ပါခင်ဗျာနော်။ အော်ကျွန်တော်ရွေးချယ်မှုအနေနဲ့ဘယ်လီကန်လို့ဘော်ဒီရခုမွန်းနဲ့ဘော်ဒီဖြစ်ပါတယ်အပေါ်တစ်ကြောင်အောက်တစ်ကြောင်ဖြစ်ပါတယ်အဘရာအကြိုက်အမြင်ဒီမှာဆော့ပါခင်ဗျာနော်ပြီးနောက်တော့ကျွန်တော်တက်ဗန် channel ကို join လုပ်ပြီးကျွန်တော်ပြောချင်ပါတယ်နောက်နေ့ဘောလုံးမနှစ်ရက်ရှိပါတယ်ကျွန်တော်တစ်တီအားလုံးအဲ့မှာလည်းတင်ပြဖို့ရှိပါခင်ဗျာနော်အမှု join လုပ်ပြောချင်ပါတယ်ခေါင်းမှာ link ရှိပါခင်ဗျာကျေးဇူးများတင်ပါခင်ဗျာကိုင်းဖြစ်ပါတယ်